ကတိရွှေ channel ရပြန်လဲကြိုးဆိုပါကြနော်နေပါလေပြောချင်လဲဆိုတော့နော်ဒါဒါဟိုကျွန်တော်တို့ကတော့ကောင်းတယ်ပေါ့နော်အခု KK ပတ်ကိုလည်းခေါင်းပြပြအကုန်ဖြူဖြတ်နေပြီဒါကတော့အခုနိုင်ငံပိုင်းသတင်းဌာနအတင်ဆက်လို့ကျွန်တော်တို့ကပြန်တင်ပေးတာနော်ကျွန်တော်လည်းတင်ပေးပြီးသားဒါမဲ့တရားဝင်ထုတ်လို့တရားဝင်ကျွန်တော်တို့ကတင်ပေးတာနော် KK ပတ်ကိုလည်းအစာအုပ်တရားကျော်ဖြတ်သီးပြီးနောက်ပြီးကြတော့ နေသက်အဲ့မှာမြားရီ နေသက်နော်နေသက်တောင်ရင်မြစ်ကတချောက်ကနော်အမှခိုးဝင်တဲ့ဂိတ်တွေအကုန်လုံးလည်းဖျက်သိပြီးကျွန်တော်တို့ကဝမ်းတာတယ်နော်အဲ့ဒီနေသက်ဂိတ်တွေကကျွန်တော်တောက်ကြောက်ပြောပြမြန်မာနိုင်ငံနဲ့ထိသက်နေတဲ့နယ်နိမိတ်တွေမှာသစ္စာရှိတဲ့နော်လူတွေကိုထားပါသစ္စာရှိတဲ့လူတွေကိုထားပါသစ္စာမရှိတဲ့လူတွေကိုထားလို့ရှိရင်ဒီလိုအမှဝင်ထွက်သွားလာဖြစ်နေတဲ့အရာရဲ့ခမရတို့တည်ပြီးသားထိုင်းနိုင်ငံနေသက်ကနေဘာကြီးဘာကြီးဝင်လာပြီးဘာကြီးဖြစ်ပြနေရသွား21 22 23 24 25အကုန်လုံးမြက်ဝါးထင်းနေမြင်ခဲ့ပြီးသား အရင်နေ့ကမရှိဘူးရှိပါတယ်ဗျာခမရဦးသိန်းသိန်းလက်ထက်လည်းရှိပါတယ်ခမရဒေါန်သန်းသိန်းကြီးလက်ထက်လည်းရှိပါတယ်ဗျာခမရဘာလို့တော့ကိုကိုဝင်ပါ냐ကိုကွာဗျာဒါကားမရှိဒါမရှိသွားလာနေရအများကြီးခမရအဲ့ဒီမှာကူဖြတ်စည်းတယ်ဖြတ်စည်းပြီးရင်တစ္ဆာရှိတဲ့လူတွေကိုထားပါနော်တစ္ဆာမရှိတဲ့ကောင်တွေကိုလည်းဖော်ထုတ်ရေးယူမင်းဒီလိုဖြက်ယုံနေမြောက်ဖော်ထုတ်ရေးယူအဲ့ဒါမှတာဝန်ယူမှုတာဝန်ခံမှုဆိုတာသိသွားမှာအဲ့ဒီမှာ အကျင့်ပြည့်ဝန်ထမ်းနေအကျင့်ပြည့်ဝန်ထမ်းနေကိုခင်ဗျားတို့ဖော်ထုတ်ရေးယူမင်းဒီတိုင်းလေးခွင့်လွန်မပေးလိုက်နဲ့ညောတောက်ကြောက်ပြောတော့ကျွန်တော်ချီမှာဘဝပြတ်နေတဲ့ခင်ဗျာနော်ကောင်ကအဲနေသက်ကိုတာဝန်ကျသွားတာခင်ဗျာသိန်း1180ကာယူမောင်းပြီးတော့ခင်ဗျာပြန်ချလာတာခင်ဗျာတစ်နှစ်ပဲကြာသေးတယ်ခင်ဗျာအိမ်နေဆိုရှယ်ရှန်နေဆိုထောက်ဝယ်ရပြုထားတာအဲ့လိုမျိုးတွေရှိတယ်ခင်ဗျာဖော်ထုတ်ရေးယူခင်ဗျာဘာလို့နေသက်က အဓိကခမနေသက်ကိတ်ကြီးအဓိကခြံသီးရို့လေခမအိမ်တိမ်မှာခြံသီးရို့မကောင်းလို့ချင်းခမဝင်လို့ဝင်ထွက်လို့ဟာပေါက်ပန်းလေးတဲ့အကုန်ဖြစ်သွားမှာပေါ့ခမသူများနိုင်ငံတွေဟိုတနီးကနေကျွန်တော်တင်မိတာလေအီဂျစ်ခမနေချက်သီးရို့နေသက်သီးရို့ဟာအမိအင်းတွေနော်ခမဟာခိုင်ခိုင်မာမာလေပဲဝင်လို့ရမှာရေတော်ဝင်လို့များတဲ့ဥဒ္ဒရာမျိုးကြီးလောက်ထားတာလေခိုင်ခိုင်မာမာခမလောက်ထားတာလေ ခြံသီးရိုးတွေကအဓိကကြတယ်လीအကြောင်းလို့ခင်ဗျအဲ့ဒီမှာနေသားမှာစောင်းတဲ့ကောင်တွေတစ္ဆာချီးတဲ့ကောင်တွေနိုင်ငံပေါ်တောင်းငေါ်တစ္ဆာချီးတဲ့လူမျိုးတွေနိုင်ငံအောင်ရှစ်တဲ့လူမျိုးတွေထားရမှာလीခင်ဗျဟမ်နုံမသွေးလို့ကြီးခင်ဗျာအဲ့ဒီအချိုးပေါက်နေမှာတော့ခင်ဗျာဘို့ဘာလုံးမတော့မှာတော့ခင်ဗျာအကြောင်းမလို့ခိုးဝင်ခိုးဝင်ခိုးဝင်ခိုးထွက်ခိုးထွက်ခိုးထွက်ဆိုတာအဲ့ဒါကြီးပေါ်လာတယ်ခင်ဗျာအောက်လန်းတို့ခင်ဗျာပေါ်လာတဲ့ဟာဒါပဲခင်ဗျာနော်အကြောင်းတော့အမကီကီဘက်ကိုရဲ့ကီကီဘက်ကိုလည်းရှင်းပြီ နေသာဂိတ်ပြုလဲရှင်းလင်းပြီကျွန်တော်တို့က good ဒါကောင်းမွန်တဲ့အရေးတစ်ခုပဲစတိုင်လို့ဖို့လို့လို့ပါဗျာကောက်ယူမိလို့အခုဟိုဘာလဲမောလိုင်းစင်မဲ့ယင်နေဖန်လို့ကောက်ယူမိဟုံးလို့ပြီးတော့ပြီးသွားတဲ့ဟာမျိုးကတော့ကျွန်တော်စိတ်ဝင်စားအောင်ကောက်ယူမိရတော့ကေစီကိုလာတော့နဲ့စိတ်ဝင်စားအောင်နော်ကျတော့ကျိုးစီပါကျိုးစီပါနဲ့ကောက်ယူမိတွေကတော့စိတ်ဝင်စားအောင်ချစ်ချင်းပဲဟုတ်လားအခုလိုင်းစင်မဲ့ယင်နေဖန်နဲ့ပြူတယ်ဘာညာကွီကလိုင်းစင်မဲ့ယင်နေဖန် ဇက်တိုက်ဖန်ဇက်တိုက်ဖန်ပြီးလို့ရှိရင်လည်း license လုတ်ပေးဖို့ဘာညာကူကောက်ကိုလည်းစဉ်းစား license လုတ်ပေးဖို့ကိုလည်းစဉ်းစားခင်ဗျ license မရင်နေကြီးကောက်ဖန်းနေပြီးတော့အဲ့လိုလုံနေလို့မရဘူးခင်ဗျ license လုတ်ပေးဖို့ကိုလည်းစဉ်းစားနောက်ပြီးတော့ရေရှည် long term plan နဲ့သွားခင်ဗျဇက်ကနေဇက်ကနေဆိုပါလိမ့်နဲ့အဲကောက်ယူပြီးလို့ဟုံးတောက်လောင်ပြီးသွားရင်အားပြီးသွားပြီဘာမှအကျိုးမဖြစ်ထုံတဲ့အရာမျိုး၆လုံနေနဲ့ပြည်သူနစ်နာတယ်နော်ဒါချင်းချင်းလေးခင်ဗျအကြော် KK ဘက်ကိုရှင်းတာတစ်ချက်ကြည့်လိုက် မြန်မာနိုင်ငံအတွင်းသို့ထိုင်းနိုင်ငံအပေါ်ဝင်အိန္ဒိယနိုင်ငံအချို့ကိုတဆင့်ခံဖျက်ဆီးပြီးနေဆက်လေကြောင့်မြောက်မှတရားမဝင်ဝင်ရောက်လာကကရင်ပြည်နယ်မြောက်ရီမြို့မဲထော်တလေကေကေပန်နယ်မြေများမှာအွန်လိုင်းလေလံမှုများအွန်လိုင်းလောင်းကစားမှုများနဲ့ဒုစရိုက်မှုများကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုစစ်ဆေးဖော်ထုတ်ကသက်ဆိုင်ရာနိုင်ငံများသို့ဥပဒေနည်းဥပဒေများနဲ့အညီစနစ်တကျလွှဲပြောင်းပေးရလျက်ရှိတဲ့အပြင်၎င်းတို့စုဖွဲ့နေထိုင်ခဲ့ကြတဲ့ကေကေပန်အတွင်းရှိစောင့်ဝင်များကိုဖျက်ဆီးရှင်လင်းခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါသည်။ မြောင်ရီမဲထော်တလင်း KK ပန်နေမြေမှာအွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိမ်လည်မှုများနဲ့ဒူးစရက်မှုများကျွလွန်တဲ့နေရာများမှာတထက်လူနေအဆောင်ဝန်တလုံးနှစ်ထက်လူနေအဆောင်ဝန်80 3ထက်လူနေအဆောင်ဝန်10လုံး4ထက်လူနေအဆောင်ဝန်28လုံး6ထက်လူနေအဆောင်ဝန်1လုံးဈေးဆိုင်တဲ့လူနေ2ထက်အဆောင်ဝန်4လုံးဈေးဆိုင်တဲ့လူနေ4ထက်အဆောင်ဝန်2လုံးစားတောက်ဆိုင်တဲ့လူနေ2ထက်အဆောင်ဝန်1လုံး9012လုံး6ထက်ဟိုတယ်1လုံးဂျင်းအားကစားခန်းမှတစ်ခု နှစ်ထပ် KTV အဆောင်ဝန်တလုံးနှစ်ထပ် Spa အဆောင်ဝန်တလုံးလေးတဲ့ဈေးရုံအဆောင်ဝန်တလုံးနှစ်ထပ်ကန်တင်းအဆောင်ဝန်နှလုံးနှစ်ထပ်ဈေးဆိုင်အဆောင်ဝန်နှလုံးသုံးတဲ့လူနေလိုင်းကအဆောင်ဝန်၃လုံးစုစုပေါင်းအဆောင်ဝန်148လုံးတရှိခဲ့ပါသည် ဒါအပြင်ပန်းချံများအာကစားယုံများဖူဆဲခွေးများပိုက်ကြော်ချင်းခွေးများဘတ်စကတ်ဘောခွေးများလည်းတရှိပြီးအခုအခါရင်းနှင်မြင့်တွင်းရှိအဆောက်အုံများအလုံးကိုဖြိုချဖျက်ဆီးလျက်ရှိရာအဆောက်အုံတရာတလုံးကိုဖြိုချဖျက်ဆီးပြီးကြန့်ရှိတဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမှာဖြစ်ကြောင်းသိရပါသည် အစိုးရနယ်မြေတွင်းနယ်စပ်လမ်းကြောင်းများမှာတစင်တရားမဝင်ဝင်ရောက်ပြီးအွန်လိုင်းလောင်းကစားမှုများနဲ့ဒုစရိုက်မှုများကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား60ရာခိုင်နှုန်းကျော်မှာထိုင်းနိုင်ငံကိုတစင်ခံပြီးနေဆက်ဖြစ်ကျော်ရောက်ရှိလာတဲ့ဖြစ်စဉ်များကအများစုဖြစ်ကြောင်းသိရပါတယ်။ နိုင်ငံတော်ဆွေးရအနေနဲ့ online အသုံးပြုလိမ့်လည်မှု online scam နဲ့ online လောင်းဝစာမှု online clamby လောက်ဆောင်နေသူများပါဝင်ပတ်သက်သူများအားလုံးကိုစုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိတဲ့အပြင်ကရင်ပြည်နယ်မှာဒါမကရှမ်းပြည်နယ်အရှေ့မြောက်ဘက်နဲ့အရှေ့ဘက်တို့မှာလည်းနေမြေစစ်ဆေးရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဒါပြင် online scam center လုပ်ငန်းများမှာပါဝင်ပတ်သက်နေသူများနဲ့နောက်ကွယ်မှကြိုးကင်နေနိုင်ငံခြားသားများကိုဖော်ထုတ်ဖန်ဆီးပြီးထိတိယောက်ယောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရင်အိမ်နီးချင်းနဲ့ဒေသရင်းနိုင်ငံများနိုင်ငံတကာဖွင့်ဆီးများနဲ့တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။အဆိုပါမြောက်ရီမက်ထော်တလိုင်းနယ်မြေမှာ online လောင်းကစားမှုများ online လေလံမှုများကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများအားစစ်ဆေးဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပြီး 2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့စုစုပေါင်းပြည်ပနိုင်ငံသား1862ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့က၎င်းတို့အနက်မှာ6403ဦးကိုထိုင်းနိုင်ငံမှာတဆင်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းကြန့်ရှိတဲ့ပြည်ပနိုင်ငံသား1359ဦးကိုလည်းသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဲဟမ်ပြောတော့ဟိုတကောင်ပြောသေးတယ်လေ KK ပတ်မှာပါတယ်ဟောသက္ကာရိုက်နေရပါပြုတ်နေရပါဆိုဟမ်တချို့ကပြန်ပြောတာလေဟာဒါတွေကဟာလဝါချင်းရိုက်ပြီးတော့လုံနေရပါပြုတ်နေရပါလဝါချင်းရိုက်လာမရလား148လုံတော့ပြုံသွားပြီနော်ဘူးအမထက်လာလိမ့်မယ်နေသာကိတ်ထပ်ဖြစ်နေနော်နေသာကိတ်တွေထပ်ဖြစ်နေကျွန်တော်တို့ကကြိုက်တယ် ကျွန်တော်တို့ကြိုက်တယ်ဒီနေသက်ကိတ်တွေက KC ပြောခဲ့တာလဲတောက်ချောက်ပြောခဲ့ပြီးသား KC ပြောခဲ့ပြီးသားအဲ့ဒီနေသက်ကိတ်ကိုကြကျင်တဲ့ကောင်တွေအများကြီးခင်ဗျာတကယ်ပြောတာကျွန်တော်ကြည့်မှတော့ဟာခင်ဗျာဒီမှာဘဝပြက်ပြီးအကျွေးဆောက်ကျွေးတင်နေတဲ့ကောင်ခင်ဗျာဟိုမှာတာဝယ်ကြလိုက်တာခင်ဗျာလုံးဝပြောင်းလဲသွားတာခင်ဗျာတနှစ်ပဲကြတယ်ဗျာခင်ဗျာ3180တန်းကာကြီးစီးချလာဟာလန်ထွက်နေတာဟမ်ဘလောက်ရတော့မရတော့ဘူးတနှစ်แท้နဲ့တော့ခင်ဗျာတနှစ်แท้နဲ့ခင်ဗျာတို့ဟမ် အိန္ဒိယန်နေကားတွေခင်ဗျာသူဆွေမျိုးပတ်ချလဲဒီအမှဝင်ပြီးတော့လုံများကြီးအများကြီးကြံသေးတယ်ခင်ဗျာကျွန်တော်သိတာဆိုသူတွေပတ်သက်တဲ့တမီရောက်ဖားတွေရောဘာတွေရောခင်ဗျာဟိုဘလက်ကားကိုကန်ကူးတာလားဟိုဘက်ကဘယ်ကူကကားတသိမောင်းရင်၃သိန်းနဲ့တရက်ကို၃သိန်းမောင်းလို့ရရတယ်ခင်ဗျာအလောက်ထိကိုဖြစ်တာခင်ဗျာအဲ့တော့ကောင်းပါကြတော့ကျွန်တော်ပြောပြမြန်မာနိုင်ငံဘယ်နယ်သက်ဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့စည်းသက်နေတရုတ်ပဲဖြစ်ဖြစ် လာအိုပဲဖြစ်ဖြစ်ထိုင်းပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ပဲဖြစ်ဖြစ်အိန္ဒိယပဲဖြစ်သစ္စာရှိတဲ့ဝန်ထမ်းတွေကိုထားနော်သစ္စာရှိတဲ့ဝန်ထမ်းတွေကိုထားညာတို့ချင်းချင်းလေးနော်သစ္စာရှိတဲ့ဝန်ထမ်းတွေကိုထားအကြောင်းဒီမှာတစ်ချက်နားထောင်လာအောင်ဒါဟိုရင်တော့အဲ့နေသားဂိတ်တွေပြတ်တာကရင်ပြည်နယ်မြဝတီမြို့နယ်တောင်းရင်မြင့်ကန်းတလျှောက်မှာတရားမဝင်ဂိတ်များဖွင့်လှစ်ပြီးအကျန်းဖက်လက်နက်ကင်အဖွဲ့များက ငွေကြေးများ ကောက်ခံ၍ပြည်ပမှတရားမဝင်ပစ္စည်းများတင်သွင်းသို့လောင်ပြန်ပြူးခြင်းများဆောင်ရွက်လျက်ရှိရာယခုအခါတက်မတော်ကအဆိုပါဒေတာအားပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာဖွင့်လှစ်ထားတဲ့ကုန်သွယ်ကိန်းများနဲ့ကုန်ပစ္စည်းများသို့လောင်ပြန်ပြူးတဲ့စောက်အုံများကိုဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာလုံခြုံရေးအဖွဲ့နဲ့ဖေရှားရှင်းလင်းရေးဖွဲ့အများသည့် ဒီနေ့မနက်ပိုင်းမှာဆက်ရင်ရန်တရားများနဲ့အတူမြဝတီမြို့အမှတ်9ရပ်ကွက်ရှိ35ဂိတ်ဒေသအခေါ်အောင်ပါဝါဂိတ်2ကိုတောက်ရောက်ဆစ်ဆီပြီးအလျားပေ120အနံပေ60အမြင့်25ပေရှိတမ်ပရိအုတ်တက်သွမှုသွက်ကာပစ္စည်းတူလောင်ယုံကိုဖယ်ရှားရှင်းလင်းရေးလုပ်ငန်းကိုစောင့်ရခဲ့ကြကြောင်းသိရပါဗျာ။ဒါပြင် ဖေရှားရှင်လင်းရေးဖွဲ့ဝင်များကထပ်မံ၍ကင်းစခန်းနှင့်စနစ်ဂိတ်ကင်းစခန်း3 14ဂိတ်ကင်းစခန်း1နှင့် Grand မြဝတီဂိတ်ကင်းစခန်း5တို့ကိုတွားရောက်စစ်ဆေးရှင်းလင်းခဲ့ကြတဲ့အပြင်ဂိတ်စခန်းအပြစ်မှာဖြတ်သိမ်းထားတဲ့တပန်းပင်ဂိတ်တဲပုံဂိတ်ကြောက်တန်းဂိတ်နဲ့မမီဂိတ်တို့ကိုလည်းစစ်ဆေးရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ ကဲအကြတော့ဒါကတော့ကျွန်တော်တို့ကကြိုက်တယ်ဘာလို့လဲဆိုတော့တရားမဝင်ဖြစ်နေတဲ့အရာအကြောင်းလို့ကျွန်တော်ပြောတာကလင်ကကြစ်စီပွားဖြစ်ရိုးသားပြောင်းမထမင်းကဆိုတော့ခင်ဗျကလင်ကကြစ်တွေကလင်ကကြစ်တွေအကုန်စီပွားဖြစ်နေကြတယ်မြေရိုးသားပြောင်းမတဲ့လူတွေကထမင်းကနေတဲ့အရာတော့ကျွန်တော်တို့ကလက်မခံနိုင်ဘူးလေခင်ဗျအရှင်းဆုံးပြောတာနော်ကလင်ကကြစ်စီပွားဖြစ်နေတာအပန်းဒီမှာလာပြောမယ်ဟာမယ်ပဲဟိုတဲနေပါတယ်တာဝန်ရှိတဲ့လူတွေပါတာဝန်ရှိတဲ့လူတွေပါဖမ်းအောင်ဖမ်းခင်ဗျဒါလုံးဝမကမ်းပါဘူးခင်ဗျနော်ပေါ်ပန်းလေးသက်လုံးလို့မရဘူးခင်ဗျ အကြောင်းမလို့ကျွန်တော်တို့ကတစ္ဆာရှိတဲ့လူနိုင်ငံရှိတဲ့လူဒီလိုခဲအားပဲထားရတော့မှာမဟုတ်ဗျပြောမှာပေါ့လာတာလာတာလာမျိုးနဲ့မလုံးနိုင်ထွက်ဘင်းတို့ကောင်းတယ်လုံးနိုင်တဲ့ကောင်းတွေဝင်လာလိမ့်မယ်နော်အခုကြတော့ဘာညာဘာညာကွီးကွာနဲ့နော်ခင်ဗျအသေးအသေးအသေးလောက်ခဲ့တာလေခင်ဗျစီကိုင်နဲ့လက်စီပေမှာပန့်တယ်နော်ထမင်းသားရင်ထမင်းစီပေမှာပဲနည်းနည်းပေတာကြည့်ကောင်းတယ်ဒီလောက်ထိပေဒီလောက်ထိပေတဖုံးနိုင်တဲ့အရာအဆင်ပြေတော့လိမ့်မယ်စီကိုင်လက်လက်စီနည်းနည်းပေတာကြည့်ကောင်းတယ် စီကိုင်းနဲ့လက်စီပေမှာကျွန်တော်တို့လည်းသိတယ်ဒါပေမဲ့နည်းနည်းကကြည်ကောင်းတယ်အခုကရတစ်ဆုံးတိုင်းတစ်ဆုံးတိုင်းပြီးမြန်မာနိုင်ငံမှာပျက်စီးရွံ့ဝင်သွားမယ့်အရာမျိုးတွေအဲ့လောက်ထိကိုလောက်ကြတာခင်ဗျာနေသက်ကိတ်တွေနေသက်ကိတ်တွေသာကောင်းလို့ရှိရင်မြန်မာနိုင်ငံဘာဖြစ်စရာကြောင်းရှိအောင်နေသက်ကိတ်တွေမကောင်းလို့မြန်မာနိုင်ငံဒီနေ့အခြေအနေမျိုးပို့ပြီးတော့ကြုံလာချင်းချင်းလေးပဲသစ္စာမရှိတဲ့ဝန်ထမ်းတွေသစ္စာမဲတဲ့ဝန်ထမ်းတွေနိုင်ငံမရှိတဲ့ဝန်ထမ်းတွေကတော့ခင်ဗျားတို့ဖမ်းပြီးအေးအေးယူထောင်ချခင်ဗျာကျွန်တော်တို့ကကြိုက်တယ်ခင်ဗျာ ်ရှင်းရှင်းလေးကေစီပြောပြရမယ်နော်အဲ့ဒီနေသကိတ်ဒီနေသကိတ်ကအရေးကြီးတယ်မြန်မာတနိုင်ငံမှာခြံစည်းရိုးတွေအရေးကြီးတယ်ဒီနေသကိတ်ခြံစည်းရိုးတွေကအရေးကြီးတယ်ခင်ဗျာနော်အဲ့တော့မသိဘဲနဲ့ပေါက်ပန်းလေးတွေပေါက်ပန်းလေးတွေရှောက်ပြောရှောက်စုံနေလို့မရဘူးခင်ဗျာနော်အကြတော့ကျွန်တော်တို့ကကြိုက်တယ်ခင်ဗျာနော်ကလင်ကကျစီးပွားဖြစ်တွေကိုဖျက်ဆီးတာကျွန်တော်တို့ကကြိုက်တယ်ခင်ဗျာ နော်ရိုးသားဖြောက်မတ်တဲ့လူတွေကခင်ဗျာတမင်းနေငတ်ပြီးတော့ဘာလို့လော်ပါမေးတော့ဘာမှမလုပ်တတ်မကင်တတ်လေခင်ဗျာအများကြီးတွားကြည့်ခင်ဗျာရိုးသားတဲ့လူတွေခင်ဗျာဘာလုပ်တတ်တော့ဘာလုပ်တတ်ခင်ဗျာတချို့ယက်တီနေတာဆိုခင်ဗျားတို့ဒီဒီတစ်ခုပဲရိုးသားလုပ်တတ်တော့အဲ့ဒီခုကယက်နေတော့အမတိုင်နေပြတ်ပြီးတော့ဟမ်ဟိုတောင်းအောင်လို့ဒီတောင်းအောင်လို့ဟိုကကြတော့ကျွန်တော်တော့ဝမ်းသာတယ်နော်ကြတော့ကလင်ကကြည့်လေလောင်းတော့ခင်ဗျာရွှေကုတ်ကိုတော့ဘာညာကွီးကွားရေး တရားမဝင်သူကသူအစိုးရလုံးလိမ့်မယ်လို့ကျွန်တော်လည်းလုံးလို့မရဘူးကျွန်တော်တို့ပြောနေလို့လည်းဘာမှဖြစ်မှာမဟုတ်ဘူးကျွန်တော်သူတို့ဘက်ကသူတို့လုံးဝမဲ့ပလန်တွေသူတို့မြန်မာနိုင်ငံကိုရှေ့ရမယ်မြန်မာနိုင်ငံတိုးတက်အောင်မြန်မာနိုင်ငံစီမံသားရခွင့်ပြုတိုးတက်အောင်မြန်မာနိုင်ငံအစင်တိုင်းနော်တရှိနေအောင်လုံးဝမဲ့ဟာလူကြီးတွေလုံးနော်ဘာလို့သူတို့အတဝင်ပြားလीကျွန်တော်သူတို့လုံးတင်လုံးထိုက်တဲ့အရာ လုံးတင်လုံးထိုက်တဲ့အလုပ်ကိုတော့ သူတို့တာဝန်ယူထားတဲ့အချိန်တာဝန်ရှိတဲ့အချိန်မှာတာဝန်ဩသာအာဏာရှိတဲ့အချိန်မှာလုပ်လေမလုပ်ရင်ဘာသူတို့လည်းတမိုင်းပဲဒီရှင်းရှင်းလေးပဲတမိုင်းနဲ့ပါမှာပဲခင်ဗျားအား